ဒီသတင်းဌာနတွေအတွက်ကိုထောက်ပံ့မှုတွေရုပ်သိမ်းလိုက်ပြီးတော့ဒီသတင်းဌာနတွေပြည်သင်းလိုက်ပြီဆိုလို့ရလို့ရှိရင်ကျွန်တော်တို့ကမျက်စိကန်နားပိတ်ကျွန်တော်အဲ့လိုပဲပြောချင်ပါတယ်အဲ့ဒီလိုအခြေအခြေအနေမျိုးဖြစ်သွားမှာပါနော်ကျွန်တော်နေ့စဉ်ပေါ့ဒီသတင်းဌာနတစ်ခုပေါ့နော်ဒီ IFA နဲ့ VOA သတင်းဌာနကိုကျွန်တော်ပုံမှန် follow လုပ်ထားတယ်ပြီးတော့မှ ကျွန်တော်ထုတ်လွှင့်တဲ့တဲ့င်းတွေကိုကျွန်တော်ပုံမှန်နားထောင်တယ်ပုံမှန်ကြည့်တာပေါ့နော်အခုလိုမျိုးပိတ်လိုက်တဲ့ချိန်မှာကျွန်တော်တို့ကျွန်တော်ဘယ်လိုခံစားရလဲဆိုတော့ဒီကျွန်တော်တို့မြန်မာပြည်တွင်းရေးတွေဖြစ်ဖြစ်တခြားပညာရေးနိုင်ငံခြားမှာဖြစ်ပေါ်နေတဲ့တဲ့င်းတွေအားလုံးကိုတို့ဖော်ပြတဲ့တဲ့င်းတွေကိုကျွန်တော်တို့အလွယ်တကူမမြင်ရတော့ဘူးအဲကျွန်တော်တို့မြန်မာမှာလည်းဒီတဲ့င်းဌာနလေးအများကြီးရှိပေမဲ့လည်းတချို့ဒီ VOA နဲ့ IFA ပုံစံမျိုးတော့မတူသေးဘူးပေါ့နော်။ဘာဖြစ်လို့ဒီ IFA နဲ့ VOA မှာဆိုရင် ဒီ Facebook မှာအစားပေါ့နော်သူတို့မှာ follower အင်မတန်မှများတယ်အဲ့ဒါကျွန်တော်တို့တည်င်းပရိသတ်လေးနဲ့ယုံကြည်မှုယုံကြည်မှုဘယ်လောက်ရှိလဲဆိုတာကိုပြသတာပေါ့နော်အခုအဲ့လိုမျိုးပိတ်ခံလိုက်ရဆိုမှကျွန်တော်တို့တည်င်းတိတင်းတဲ့တည်င်းတွေကျွန်တော်မသိရတော့ဘူးဒီကဘာပေါ်မှာဘာတွေဖြစ်ဖြစ်နေရတဲ့ဟာလေးကိုကျွန်တော်တို့အာလွယ်လွယ်ကူကူမကြည့်ရှုရတော့ဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်တကယ်တမ်းစိတ်မကောင်းဖြစ်ရပါတယ်ဗျအခုဒီ အမေရိကန်အစိုးရတဲ့ဒေါ်နယ်ထရန့်ဆိုရတဲ့ရဲ့သတင်းဌာနတွေပေါ်မှာထောက်ပံ့မှုတွေရုပ်သွင်းထားတဲ့ပုံမှာဒီကျွန်တော်တို့ပြည်ပရောက်နေတဲ့မြန်မာလူ့သမားတွေကဒီသတင်းဌာနတွေကိုပဲအာကူပြီးတော့မြန်မာနိုင်ငံကသတင်းစုံနိုင်ငံတကာသတင်းစုံကိုကြည့်နေရတယ်အဲ့ဒီလိုအထောက်ပံ့ရဲဆိုင်လိုက်တဲ့အခါမှာဒီသတင်းတွေကကျွန်တော်တို့လုံးဝဟို ကြည့်ချုပ်ကမြင်ရတော့ဘူးနားထောင်မြင်ရတော့ဘူးပေါ့နော်ကျွန်တော်ဆိုလို့ရှိလို့ရှိရင်ဒါနေ့တိုင်းနေ့တိုင်းဒီသတင်းတွေကိုအချိန်နဲ့အညီမနေ့9နာရီသတင်း17နာရီသတင်း3နာရီသတင်းစသဖြင့်ပေါ့နော်ဒီလိုမျိုးကြည့်ချုပ်နားထောင်နေကြပါအဲ့ဒီလိုမျိုးကြည့်ချုပ်နားထောင်ရတဲ့အခါမှာမြောယူမှာကိုမြောယူမှာဘာတွေဖြစ်နေတယ်လဲဆိုတော့ကျွန်တော်တို့သိရတယ်အခုဒီမှာဒီလိုမျိုး ဒီသတင်းဌာနတွေအတွက်ကိုထောက်ပံ့မှုတွေရုပ်သိမ်းလိုက်ပြီးတော့ဒီသတင်းဌာနတွေပြည်သင်းလိုက်ပြီဆိုလို့ဆိုရှင်ကျွန်တော်တို့ကမျက်စိကန်နားပိတ်ကျွန်တော်အဲ့လိုပဲပြောချင်ပါတယ်အဲ့ဒီလိုအခြေအခြေအနေမျိုးဖြစ်သွားမှာလေကျွန်တော်တို့လည်းတော့လည်းမစီဗီလေးကိုနိုင်ငံဘာပြေဆိုကိုနိုင်ငံမှာကိုနေကျယ်လေဒီမြန်နိုင်ငံမှာလည်းတော်တော်လောက်ကိုရဟိုသာအာ ခြေအာကျွန်တော်လိုပဲပြောမယ်သူမြတ်နိုင်ငံမှာတော့ကျွန်တော်လိုအတီနေသမော်လေကိုကိုနိုင်ငံမှာခေမကောက်လို့သူမြတ်နိုင်ငံမှာလာလို့စားရတာဒါပေမဲ့ကိုနိုင်ငံမှာတော့ကိုနိုင်ငံတော့ကိုပြချေတာပေါ့နော်ကိုလူတွေကိုလူမျိုးတွေစိတ်ပြေတဲ့အခြေအနေသူမြတ်တဲ့မကြရရဆိုရင်ကျွန်တော်လိုကပဲပြောမယ်တတိမကြရရဆိုရင်ကျွန်တော်လိုရဲ့အလကားပြေးပြီးတော့ကိုနိုင်ငံမှာပါတတိနဲ့ကိုမကြရဆိုတော့ဘာမှမထူးဘူးလေ